အကျွေးကို တကောပါဝါဖြစ် ပြောင်းပြစ်မဲ့နီလာဒီဗီဒီယိုကို ကြည့်နေတဲ့လူငယ်နဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါ မင်းအကျွေးရှိလားအသက်20ကျော်30ဝန်းကျင်မှာအကျွေးရှိနေလို့ကိုကိုကိုချုံနိုင်သူလူစားတယောက်လို့ ခံစားနေရလားလာကုံတိုင်းစိတ်ညစ်ရတယ်လူကြားထဲမျက်နာငယ်ရတယ်ငါဘဝကတော့အကျွေးတွေနဲ့ပဲကုံတော့မှာပဲလို့တွေးကြည့်ညာတိုင်းအိတ်မပြောဘူးလားမင်းမိဘတွေမင်းပတ်ဝန်းကျင်ကမင်းကိုအကျွေးချစ်တာဂုံတစ်ခုလို့တင်ထားတယ်ဟုတ်တယ်ဒါပေမဲ့ဒီနေ့ငါမင်းတို့ရဲ့မန္တာမင်းတို့ရဲ့ အဲ့ဒီအတွေးအခေါ်ကို လာရိုက်ရှိုးပြစ်မလို့ပဲမင်းရဲ့အကြီးမားဆုံးဝင်ထုတ်ဝင်ပို့လို့မင်းထင်နေတဲ့အကျွေးကိုမင်းရဲ့အကြီးမားဆုံးတကူပါဝါဖြစ်အောင်ဘယ်လိုပြောင်းလဲပြစ်မလဲဆိုတာငါဒီနေ့ပြောပြမယ်ငါနဲ့အတူတူ15မိနစ်အချိန်ပေးပါမင်းရဲ့ဘန်ဒါရေးအမြင် financial mindset တစ်ခုလုံး ပြောင်းလဲသွားစေရမယ်။ငါတိတယ်မင်းတို့ခံစားနေရတာငါတိတယ်အသက်78ကနေ30ဆိုတာမင်းတို့ရဲ့စွမ်းအင်အပြည့်ဆုံးအချိန်စလေ့လာရမယ်အချိန်ပြန်တန်းရမယ်အချိန်ဒါပေမဲ့လက်တွေ့မှာတော့ credit card ဖေးတွေဖုန်းအရေးကြဆိုင်ကယ်အရေးကြဒါမှမဟုတ်လုပ်ငန်းစဖို့ရှင်းထားတဲ့ ပတ်စံတွေဒီအကျွေးတွေကမင်းရဲ့ level ကိုညှစ်ထားတယ်လို့ပဲမင်းရဲ့နာကျင်မှုပိန်အစစ်ကပတ်စံမချိတာထက်ပိုဆိုးတယ်အဲ့ဒါကရွေးချယ်ခွင့်မချိတာပဲမင်းမကြိုက်တဲ့အလုပ်ကို မထွက်ရဲဘူးဘာလို့လဲအကျွေးဆက်ရမှာမလို့မင်း risk မယူရဲဘူးဘာလို့လဲအကျွေးချင်းမျက်နာကို ကြည့်ရမှာမလို့ မဲအနာကတ်ကို မတွေ့ရဘူးပါလို့လဲပြစ်ဆုတ်ပံကအကျွေးနဲ့တဲ့မင်းနဲ့နေပြီမဲဟာ အကျွေးရဲ့ကျွန်တယောက်လို ဖြစ်နေတယ်အဲ့ဒီနာကျင်မှုကမဲရဲ့အောင်မြင်မှုကိုအတိတ်ကတားဆီးထားတဲ့အရာပဲငါဇလန်းနှစ်ပုတ်ပြောပြမယ်ပထမဇလန်းကအကျွေးဆိုးရဲ့ကျွန်ဖြစ်သွားတဲ့လူမဲတယောက်အကြောင်း လွန်ခဲ့တဲ့၃နှစ်လောက်ကငါးစီကိုဘိုးချင်းလာယူတဲ့လူငယ်တယောက်ရှိတယ်။အသက်26နှစ်မာကတ်တင်မန်နေဂျာတယောက်ဝင်ငွေကောင်းတယ်။ဒါပေမဲ့သူ့မှာအကျွေးတွေပတ်ချာလဲနေတယ်။ငါမေးကြည့်တော့တငယ်ချင်းတွေ show out လုပ်ဖို့နောက်ဆုံးပေါ်ဖုန်းကို အရစ်ကြဝယ်တယ်။သူများကားစီးတော့သူလဲကားတစီအ အရေးကြဝယ်တယ်သူများတွေနိုင်ငံကြားသွားတော့သူလဲ credit card နဲ့ကုန်အောင်သုံးပြီးလိုက်သွားတယ်သူအကျွေးတွေက သူ့ဝင်ွေအတွက်မဟုတ်ဘူးသူ့အတ္တ ego အတွက်ဖြစ်နေတယ်အဲ့ဒီအကျွေးဆိုးတွေကသူ့ကိုလုံးဝနှစ်သွားစေတယ်သူအလုံးမှာဘလောက်တော်တော်အကျွေးဆက်ဖို့အလုံးလုံးနေရတဲ့စက်ရုပ်တရုပ်လိုဖြစ်သွားတယ်ဒါဟာ အကျွေးကိုဝင်ထုတ်ဝင်ပိုးအဖြစ်သုံးဆွဲသူရဲ့ဥပမာပဲဒုတိယဇလန်းကအကျွေးကောင်းကိုတကိုးအဖြစ်သုံးခဲ့တဲ့ငါရဲ့တပည့်တယောက်အကြောင်းသူကအသက်23နှစ်ပဲရှိသေးတယ်သူမှာပတ်စံမရှိဘူးဒါပေမဲ့သူမှာအကြီးအချင်းစကေးတစ်ခုရှိတယ်သူက digital marketing အရန်တော်တယ် သူနားစီလာတဲ့ဆရာကျွန်တော်ကိုပိုင်း agency တခုထောင်ကျင်တယ်ဒါပေမဲ့ပတ်စံမရှိဘူးတဲ့ငါသူ့ကိုအကျွေးယူခိုင်းလိုက်တယ်ဒါပေမဲ့ဖုံးဝယ်ဖို့မဟုတ်ဘူး show out လုပ်ဖို့မဟုတ်ဘူးကွန်ပျူတာကောင်းကောင်းတလုံးဝယ်ဖို့တင်နန်းတွေထပ်တက်ဖို့သူ့ရဲ့လုပ်ငန်းပစ္စည်းကိရိယာအဆက်အသွယ် အကျွေးယူခိုင်းလိုက်တာဟုတ်တယ်သူအကျွေးတင်သွားတယ်ဒါပေမဲ့အဲ့ဒီအကျွေးကသူ့ကိုဝင်ငွေပြန်ချပေးတဲ့အကျွေးကောင်းဖြစ်သွားတယ်အကျွေးဆိုတာမင်းနဲ့တူတယ်မင်းထမင်းချက်စားလို့လည်းရတယ်မင်းအိမ်ကိုမင်းရှုပ်ပြလို့လည်းရတယ်မင်းပဲလို့တုံးလဲအပေါ်မှာမူတည်တယ် အောင်မြင်တဲ့ CEO တွေလုပ်ငန်းချင်းကြီးတွေအားလုံးအကျွေးကိုလက်နက်တစ်ခုအနေနဲ့တုံးတက်ကြတယ်သူတို့ကအကျွေးကိုမကြဘူးအကျွေးကိုထိန်းချုပ်တတ်တယ်ကဲဒါဆို မင်းတို့လက်ရှိခံစားနေရတဲ့အကျွေးဆိုးတွေကိုရောတကောဖြစ်အောင်ဘယ်လိုပြောင်းလဲမလဲငါမင်းတို့ကိုမာစတာထရိနာတယောက်အနေနဲ့ နေစနစ်၄ခုပေးမယ်ဒေစာလိုက်မှာနေစနစ်၁အကျွေးကိုဆရာလို့သတ်မှတ်ပါမင်းအကျွေးတင်သွားတာဘာကြောင့်လဲဗန္ဒာရေးစီမံခန့်ခွဲမှု financial management ညံ့လို့လားစိတ်အလိုလိုက်မိလို့လား show out လုပ်ချင်လို့လားတွေ့လားမင်းရဲ့အကျွေးကမင်းရဲ့အားနည်းချက်ကိုလက်ညှိုးထိုးပြနေတာ မင်းဒီနေရာမှာလုံနေတယ်ပြင်တော့လို့တတိပေးနေတာဒီအတိတ်ကိုကြားလိုက်တာနဲ့မင်းဟာ အရင်ကထက်ပို အသိပညာ knowledge ဆိုတဲ့တကောတခုစရလာပြီးနေစနစ်နဲ့ရှင်းလင်းမှုဆိုတဲ့တကောကိုတည်ဆောက်ပါ မင်းတို့အများစုကအကျွေးဘလောက်ရှိမှန်းတောင်သိချာမသိဘူးပြင်မဆိုင်ရဲဘူးရှောင်ပြေးနေတယ် ဒီနေ့ဒီပေါက်ကပ်ပြည်တာနဲ့စာရွက်တရွက်ချာဘဲသူကိုဘလောက်ပေးရမလဲအတိုးဘလောက်လဲအတိအကျချရဲ့မင်းရဲ့ရန်သူအကျွေးကိုမင်းညနေချင်းဆိုင်နိုင်တဲ့နေ့ကအဲ့ဒီနေ့မင်းတကူစရတဲ့နေ့ပဲရှင်းလင်းမှုရှိတဲ့လူဟာထိမ့်ချုပ်နိုင်စွာ control ရှိတဲ့နေ့စနစ်တော့နာကျင်မှုကို လောင်စာအဖြစ် ပြောင်းပါအကျွေးဆက်ရတာ နာကျင်လာကောင်းတယ်အဲ့ဒီနာကျင်မှုကိုတော့မနဲ့စောစောထဖို့ပြင်းနေလားအဲ့ဒီအကျွေးစရင်ကိုကြည်စကေးအစ်တခုတင်ဖို့ပြင်းနေလားလာကုန်ရယ်ဘယ်လိုမျက်နာနဲ့နေမလဲဆိုတာပြန်တွေ့မင်းရဲ့နာကျင်မှုဟာမင်းရဲ့တွန်းအား motivation ပဲ အခြားသူတွေ Netflix ကြည့်နေတဲ့အချိန်မင်းကိုအလုပ်ပေါ် site hashtag တခုလောက်ခိုင်းမဲ့လောင်စားပဲနေ့စနစ်လေးစကန် discipline ဆိုတဲ့တကောကို လေ့ကျင့်ပါအကျွေးကမင်းကိုစကန်ချိဖို့အတင်းအကျပ်လောက်ခိုင်းနေတာဒါဟာမင်းအတွက်အကောင်းဆုံးလေ့ကျင့်ခန်းပဲမင်းအစီအစဉ်ပလန် ဆွဲရတော့မယ်ဝင်းဝေးဘလောက်အကျွေးဆက်ဖို့ဘလောက်စုဖို့ဘလောက်သုံးဖို့ဘလောက်မင်းတငယ်ချင်းကကော်ဖီဆိုင်ထိုင်ဖို့ခေါ်လဲ sorry ငါမှပလန်ရှိတယ်ဆိုပြီးညင်းနိုင်ရမယ်ကိုစိတ်ကိုနိုင်တာ ကိုအစီအစဉ်အတိုင်းတိကျနိုင်တာဟာလောကမှာအကြီးမားဆုံးတကိုးပဲအကျွေးတွေအကုန်ကြေသွားတဲ့နေ့မင်းကအကျွေးက လွတ်မြောက်သွားရုံတင်မဟုတ်ဘူးမင်းဟာစီကန်းဆိုတဲ့တကူစီမံခန့်ခွဲမှုဆိုတဲ့တကူစွဲဆိုတဲ့တကူတွေပိုင်ဆိုင်သွားတဲ့လူသစ်တယောက်ဖြစ်သွားပြီကဲငါတပည့်တို့မင်းတို့အသက်16ကနေ30ဆိုတာအမားတွေနဲ့တင်ယူရမယ့်အချိန်မင်းရဲ့အကျွေးကိုဆက်စရာလို့မမြင်နဲ့တော့ မင်းကို မဟာတကိုးရှင်တယောက်ဖြစ်အောင်လေ့ကျင့်ပေးနေတဲ့ဂျင်းထွေနာလို့မြင်လိုက်အဲ့ဒီအလေးတုံးအကျွေးကို မနိုင်မချင်းမပါအဲ့ဒါကိုမနိုင်သွားတဲ့နေ့မင်းရဲ့ကြွက်သားအကြီးအရှင်းတွေက အရင်ကထက်အဆပေါင်းများစွာပိုတန်မာလာလိမ့်မယ်ဒီပေါက်ကကြီးတာနဲ့မင်းလုပ်ရမယ့်အလုပ် homework က စာရွက်တရွက်ထုံမင်းအကျွေးအလုံးကိုချရင်ပြင်းရင်သူ့ဘေးမှာငါမင်းကိုဘယ်နေ့အပြေးရှင်းမယ်ဆိုတဲ့ရက်ဆွဲဒက်လိုင်းတစ်ခုတက်လိုက်ပြင်းရင်အဲ့ဒီဒက်လိုင်းကိုဒီဗီဒီယိုအောက်အောက်မှာကွန်မန့်လာရေးပေးပါဆရာကျွန်တော်ဒီနေ့စပြီကျမရဲ့ဒက်လိုင်းကဒီနေ့ပါလို့လာပြောပေးပါ မင်းရဲ့ဂတိ commitment ကို လူသိရှင်ကြားစပြလိုက်ပါမင်းရဲ့တကူကိုမင်းပိုင်နိုင်ရှင်ရင်ဒီ channel ကို subscribe လုပ်ထားပေးပါဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါမင်းလိုပဲအကျွေးတွေနဲ့လုံပန်းနေရပြီးလမ်းပြောင်းနေတဲ့မင်းရဲ့တငယ်ချင်းတယောက်ရှိရင်ဒီ podcast ကို သူစီ share လိုက်ပါ ငါကတော့မင်းတို့ရဲ့နန္ဒာပဲမင်းတို့အားလုံးအကျွေးရဲ့ကျွန်ဘဝကနေတကိုးရှင်တွေဖြစ်လာကြပါစေနောက်ရက်မှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကိုလတ်ပါဘိုင်ဘိုင်နောက်ရက်မှာပြန်လည်ဆုံတွေ့ကြပါမယ်